မန်စီးတီးနဲ့ဂွာဒီယိုလာဘလောက်ထိကြောက်စရာကောင်းလဲဆိုတာကိုတကြော့ပြန်ဟိုပြိုင်မဲ့16သင်းလုံးကိုဒါတတိပေးလိုက်တဲ့ပွဲပဲမန်စီးတီးကသူတို့ရဲ့ level တစ်ခုမှပြန်ရောက်နေပြီဆိုရင်ဘလို့ပြိုင်ဘက်ပဲလာလာသူကလုံးဝမှုစရာမလိုဒီပွဲမှာဆိုရင်အားလုံးဒါတကဘာလုံးဝပြိသက်တွေအားလုံးဝါးနဲ့ဖြစ်သွားအောင်လှုပ်ပြခဲ့တဲ့ကစားသမားဒူဂူပဲဒူဂူရဲ့ပွဲတကူတော့ဆိုလို့ပွဲသူ one man show လို့တော့ပြောလို့ရတယ်သူတကူလည်းစိတ်ကြိုက်လှုပ်ချင်တာတွေလှုပ်ပြီးတော့ liverpool တစ်သင်းလုံးကိုဖြိုခွင်းသွားတာ liverpool အတွက်အိမ်မဆိုးတွေကို ဒူကူပေးသွားတာပဲအုံနောက်သုံးကစားတက်လာမှုကတော်တော်အားကောင်းလာဒါဂွာဒီယိုလာနဲ့အများကြီးသက်ဆိုင်ပါလိမ့်မယ်နီးပြကောင်းတစ်ယောက်ရှိရင်ကစားသမားတွေဘလို့တိုးတက်လာလဲဆိုတာဒူကူကအကောင်းဆုံးဥပမာပဲပါကစားမှန်တယ်ကစားမအပင်ကိုပါရမီရှိပြီးသားဒါပေမဲ့နီးပြကဒါကိုတဖြည်းဖြည်းကြောက်ရိုက်တပွင့်လို့ပေါ့ဗျာသွေးယူပြီးတော့တကယ်တော့တန်ဖိုးရှိတဲ့ကြောက်ဖြစ်လာအောင်ဂွာဒီယိုလာတဖြည်းဖြည်းသွေးယူလာပြီးဒူကူကဒီပုံစံအတိုင်းသာဆက်ထိန်သွားမယ်ဆိုတော့ဒီရသည်ရဲ့ဒါကြောက်စရာအကောင်းဆုံးပရီးမီးယားလိရဲ့တောင်ပိုင်းကစားသမားလည်းဖြစ်လာမယ်ဒီဒီရသည်မှာဒီပါဦးကိုကျွန်တော်ချန်ပီယံလိမှာသွားပြီးတော့ ဘလောက်ပေါက်ကွဲလာမလဲဗောနော်ဒီလက်ရှိဖြစ်နေတဲ့ဟာတွေကိုသူတို့ရဲ့ဖွင့်ချရာပေါက်ကွဲထွက်ရာနေရာချန်ပီယံလိမ်းများဖြစ်လာမလားလို့ကျွန်တော်ကတော့မျှော်လင့်ကြည့်ကြင်သေးတယ်အားလုံးပဲမင်္ဂလာပါများကျွန်တော် The Sports Corner ရဲ့ပွဲပြီးသုံးသပ်ချက်အစီအစဉ်ကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါရယ်ကျွန်တော်တို့ Manchester City တင်းဟာ Liverpool တင်းကို3ဂိုးဂိုးမရှိဆိုရရလာတဲ့ချိန်မိုးပြီးတော့အနိုင်ရရှိသွားခဲ့ပါရယ်အဲ့အကြောင်းကိုကျွန်တော်လည်းကိုရှိညီတော့ပွဲပြီးသုံးသပ်ချက်တင်ဆက်ပေးသွားမှာဖြစ်ပါရယ်ကိုရှိညီမင်္ဂလာပါမင်္ဂလာပါကိုနနာရေး ဒါကတော့တော်တော်လေးဟိုဘယ်လိုပြောရမလဲမန်စီးတီးအတွက်ကျွန်တော်ချီကျူးကန်းဖွင့်ရမယ်အချိန်လို့တော့ပြောရမယ်ပေါ့နော်ဂွာဒီယိုလာရောပေါ့နော်ပွဲတစ်ထောင် ပြည်တယ်အရန်ကောင်းခဲ့တယ်ပေါ့ဗျာအာကိုချင်းညီတာပဲဒါမန်စီးတီးပါစပြောပေးပေါ့ဟုတ်ကဲ့ပါအဲ့တော့ဒီပွဲကမန်စီးတီးပါလဲမန်စီးတီးရဲ့ကလပ်ဆိုတော့ပါလဲဆိုတော့ပြန်ပြီးတော့တက်သေးပြသွားတဲ့ပွဲဆိုလိုချင်တာကျွန်တော်ပွဲစဉ်၃အပီးလောက်မှာစပါးနဲ့ဘရိုက်တန်နှစ်ဆစ်နှစ်ပွဲစတိုက်ရှုံးခဲ့ပြီးနောက်ပိုင်းမှာမန်စီးတီးချန်ပီယံဖြစ်ဖို့ ဒီရာဒီမလွယ်လောက်တော့ဘူးဆိုလို့ယူဆချက်တွေအများကြီးထွက်လာတယ်ကြည်ကြည်လောင်လောင်ထွက်လာတယ်ဒါပေမဲ့အခုနောက်ဆုံး၈ပွဲမှာ၆ပွဲလောက်ပြန်နိုင်တယ်ဗီလာကိုရှုံးတာတပွဲရှိတယ်အာဆင်နယ်တေးကြတပွဲရှိတယ်အဲ့လောက်ပဲအမှတ်လေလွင့်ဆုံးရှုံးပြီးတော့နောက်ဆုံး၈ပွဲမှာ16မှတ်လောက်ပြန်ယူသွားပြီးတော့ဒီထဲမှာအင်ကွေးမှာဇက်တိုက်နိုင်ပွဲတွေအခုပရီးမီးယားလိမှာ၅ပွဲဇက်နိုင်တယ်ပြိုင်ပွဲဆိုအင်ကွေး၆ပွဲဇက်နိုင်ပြီးတော့မက်ဆီဒီနဲ့ဂွာဒီယိုလာဘလောက်ထိကြောက်စရာကောင်းလဲဆိုတာကိုတကြောပြန်ဟိုပြိုင်ပွဲ16သင်းလုံးကိုဒါတတိပေးလိုက်တဲ့ပွဲပဲ မက်ဆီဒီကသူတို့ရဲ့ level တခုမှပြန်ရောက်နေပြီဆိုရင်ဘလို့ပြန်ဘက်ပဲလာလာသူကလုံးဝမှုစရာမလိုဒီပွဲမှာဆိုရင်အားလုံးဒါတကဘာလုံးဝပြိတက်တွေအားလုံးဝါးခနဲ့ဖြစ်သွားအောင်လှုပ်ပြခဲ့တဲ့ကစားသမားဒိုဂူပဲဒိုဂူရဲ့ပွဲတကူတော့ဆိုလိုပွဲသူ one man show လို့တော့ပြောလို့ရတယ်သူတကူလည်းစိတ်ကြိုက်လှုပ်ချင်တာတွေလှုပ်ပြီးတော့ level 1တစ်သင်းလုံးကိုဖြိုခွင်းသွားတာ level 2အတွက်အိမ်မဆိုးတွေကိုဒိုဂူပေးသွားတာပဲဒီဘောင်းနဲ့အာနီစလော့တို့လုံးဝတကယ်ကိုအိမ်မဆိုးအဲ့တော့ဒီမှာအားလုံးဒီမနက်မှာပြောနေကြမယ်ထင်ပါတယ်မနေ့က နှစ်ကြော့လုံးလီဗာပူးဂွာဒီယိုလာနဲ့မန်စီးတီးကိုနိုင်တဲ့ချိန်မှာတော့လီဗာပူးပြည်သက်တွေဒါလောင်မြောင်ခဲ့ကြတယ်ဂွာဒီယိုလာကိုမနေ့ကထုတ်ခံရတော့မယ်ဆိုပြီးတော့ပြောခဲ့ကြတယ်အခုတော့ခြေနေတွေကပြောင်းပြန်ပြန်ဖြစ်သွားပြီအခြေအနေဆိုးတွေကလီဗာပူးဘက်မှာရောက်နေတယ်ဝေဖန်မှုတွေ PR တွေအားလုံးကအာနီစတွန်နဲ့လီဗာပူးပေါ်ရောက်နေတယ်ဒီရသေးရဲ့ငါးပွဲဆက်အရှုံးဆိုတော့တော်တော်ကြောက်ဖို့တော့ကောင်းတယ်အဲ့တော့မန်စီးတီးကတော့ချီချူးစရာစကလုံးမရှိတော့လုံးဝ perfect ဖြစ်လို့နဲ့တော်တော်လေးကိုကြောက်ဖို့စရာလည်းကောင်းတယ်ချန်ပီယံချေစရာများဒါကျွန်တော်က ချန်ပီယံအသင်းသင်းမှာမြင်ရတတ်တဲ့ချန်ပီယံခြေစွမ်းမျိုးကိုပြသွားပြီးတော့ပရီးမီးယားလိရဲ့တိုက်တယ်ရေ့စ်မှာလည်းဆရာတပည့်တွေရဲ့အားပြိုင်မှုကိုကျွန်တော်ပြန်တချို့ပြန်မြင်ရလို့မဆိုဒီပွဲရဲ့ရလက်တက်ရောက်မှု effect ကလည်းတော်တော်ကြီးတယ်လို့လည်းမြင်ပါတယ်ဟုတ်ကဲ့တကယ်ဒိုကူရှိုးပါပဲဒိုကူက ဒါ2019မှာ Hazard OS နဲ့ပွဲမှာလုတ်ပြသွားပြီးရဲ့နောက်ပိုင်းပေါ့နော်ကိုသွန်းနိုင်ခဲ့တယ်တပွဲထဲမှာ Templess Jewels ဝင်နေရခဲ့တယ်အဲ Driver Complete က9ချိန်နဲ့အထက်ရှိခဲ့တယ်နောက်ပြီး Chance Creation က3ချိန်အထက်ရှိခဲ့တယ်နောက်ပြီး Shoot Center ကလည်း3ချိန်အထက်ရှိခဲ့တယ်ဒါမျိုး Charlotte တွေဒါမျိုးအခြေအနေတွေကိုပိုင်ဆိုင်ခဲ့တယ်ဆိုတော့ကျွန်တော်တော်တော်ကောင်းတယ်နောက်ပြီးတော့ကျွန်တော်တို့ Haaland Haaland က DRD မှာ ဂိုးမသွင်းနိုင်ခဲ့တဲ့ပွဲကနှစ်ပွဲပဲရှိခဲ့တယ်ဖီလာနဲ့ပွဲရဲ့ကျွန်တော်တော်တင်အော့စပါနဲ့ပွဲရဲ့ကျန်တဲ့ပွဲတွေအကုန်လုံးဟာလန်ကိုသွင်းခဲ့တယ်ဟာလန်ကလောကရက်တန်းလို့မရအောင်16ပွဲမှာ16ကိုသွင်းခဲ့တယ် international ပွဲစဉ်တွေပါပါဝင်ဆိုရင်အရန်ကိုဒါအကောင်းလုံးနေပေါ့နော်အဲ့တော့ဒီပွဲမှာကကျွန်တော်တို့စံချိန်တွေအရဆိုရင်တော့ကျွန်တော်တို့လီဗာပူးဘက်ကနှမျောစရာကောင်းတာက44ဝက်စတိုက်ဒါဂိုးသွင်းထားတဲ့စံချိန်တစ်ခုပြတ်သွားတယ်အဲ့တော့အဲ့ဒါအများဆုံးလက်ရှိ55ဝက် ကွာပြိုင်ပွဲဆိုတာကိုရီတွန်းထားခဲ့တာအာဆင်နယ်ပေါ့နော်ပရီးမီယာလိမှာအဲ့တော့အဲ့တော့ဒီအာဆင်နယ်ရဲ့စံချိန်ကိုမမီတော့ဘူးပေါ့နော်ဒါကတော့စံချိန်နဲ့ဒီအချက်လက်လေးကျွန်တော်ပြောသွားတာပါအဲ့တော့ဒီပွဲနဲ့ပတ်သက်ပြီးပဲဆက်ပြောရရင်ဒီမန်စီးတီးရဲ့ဖွဲ့စည်းတိဆောက်ပေါ့ပေါ့နော်ဒီနောက်ချန်၃ရောက်တန်းတိုက်စစ်ကျွန်တော်တို့နောက်ချန်၄ရောက်လို့ပြောရမှာပေါ့နော်ဟုတ်အထိုင်မှာကျွန်တော်တို့နီကိုဂွန်လာဇန်ဂွန်ဇာလန်နဲ့4-1 4-1ဆိုတဲ့ပုံစံမျိုးနဲ့ ဒီကွန်းလယ်ဘိုင်းမှာတစ်ဖက်ကကွန်းလယ်ကိုအများကြီးအသာစီးယူနိုင်ခဲ့တယ်ပေါ့နော်အဲ့ဒီအနေထားကိုကိုရှိကြီးဘလို့မြင်မိတယ်ပေါ့ဒီဒီပြိုင်ဆိုင်မှုလေးမှာမှန်ပါတယ်တကယ်တမ်းပြောမယ်ဆိုရင်တော့ Liverpool ရဲ့ဒီ Champion မနစ်က Champion ဖြစ်ခဲ့တဲ့ကွန်းလယ်အထိုင် Manchester Gravenberg Super Slide ရဲ့ကွန်းလယ်လှုပ်အားနှုံသူတို့ရဲ့ဒီဟန်ချက်ညီမှုအသိန်းကို balance ခံစစ်တိုင်းစစ်မျှတောင်းလှုပ်ပေးနိုင်တဲ့ပုံစံတွေကတော်ရုံပြိုင်ဘက်အသိန်းရဲ့ကွန်းလယ်ကိုရှင်ကစားနိုင်တယ်ဗျာ ဒါမနေ့ကမန်စီးတီးရဲ့ကွင်းလေတီဆောက်ပုံကစောအပေါ်မှာတော့ဘာမှမဟုတ်တာမန်လေးပဲဘာနာလိုဆေးဘာကိုနီကိုကွန်ဆလက်နဲ့တွဲပေးထားတာကဖြစ်ပါမလားလို့စိတ်ပူစရာနီကိုကွန်ဆလက်ဆိုတာလေရိုဒီနဲ့တိုက်တူတဲ့ကစားမမျိုးဆိုတော့ရိုဒီတော့စိတ်မချဘူးဗျာဟုတ်ကဲ့ဘာနာလိုဆေးဘာကလည်းသူ့ရဲ့အကောင်းဆုံး prime time ကိုတဖြည်းဖြည်းကျော်လာပြီးတော့အနေနဲ့လေးကြအကြဘက်ကိုရောက်နေပြီလို့ပြောလို့ရတယ်တော့အားလုံးအရာပေါ့နော်သူ့ရဲ့ war rate ကအရင်ကလိုမျိုးသူတကယ် prime time မှာတော့ Warren Go Vision ရောအကုန်တော်တော်လေးထိရတဲ့ရခတ်တဲ့ကစားသမားမှော်ဆန်တယ်လို့အောင်ပြောလို့ရတယ်ဒါပေမဲ့နည်းနည်းလေးပြန်ကြလာပြီဆိုတော့ဒီကွဲလေဂျူကအလုပ်ဖြစ်ပါမလား grammar bad တို့ minister တို့တာပါမလားလို့စိတ်ပူခဲ့တယ်ပြီးတော့ chargee တို့ foden တို့ကလည်းတိုက်စစ်ကိုနည်းနည်းလေး offensive ကိုတန်တဲ့ကစားသမားဆိုတော့တကယ်တမ်းကွင်းတွဲမှာကွဲလေချင်းရှင် match 3တာပါမလားလို့ပွဲမတိုင်ခင်မှာစိတ်ပူခဲ့ပေမဲ့တကယ်တမ်းမှာတော့ chargee တို့ foden တို့ကလည်းကွဲလေကိုပြန်ပြီးတော့ဖြည့်ကစားပေးသွားတယ်ကွဲလေမှာဒုကူတယောက်တည်းကိုပဲ man city ရဲ့တောင်းမှာ စိတ်ကြိုက်ထားခဲ့ပြီးတော့ကွဲလဲပါတော်တော်အလုတ်လုတ်သွားတာတွေကအရန်ကောင်းတယ်ဒီဘဘူးကွဲလဲဘလို့မှရှင်ကစားလို့ဘယ်မရဘွဲကစားချိန်ဒီတခြားလုံးနှိပါပေါ့နော်ပွဲသားရမနေ့60ကျော်မှာ3-0ဖြစ်သွားတဲ့အချိန်ထိကိုမန်စတီကွဲလဲကိုလေဘဘူးကွဲလဲလုံးဝအတာမရခဲ့ဘူးဆိုတော့ဒါပဲဒီပွဲအဓိကဟိုဂွာဒူလာနဲ့မန်စတီကသူတို့နိုင်ပွဲရလိုက်တိုင်းမှာတိုက်ဆိုင်ပြီးတော့ကံကောင်းပြီးနိုင်သွားတယ်ဆိုတော့ပွဲကလက်ချိုးရလို့ရတယ်သူတို့တကယ်ပြိုင်မက်ကိုပိုစီရှင်ရောပွဲကိုဒိုမိနိတ်လုပ်တာရောပြိုင်မက်ကိုကစားပုံရရောသူတို့ရဲ့ကစားတဲ့ ဟို game plan တွေရအမြဲတမ်းအပြတ်သက်အตาစည်းယူပြီးမှပြိုင်ဘက်ကိုသွေးအေးနဲ့ထိုးနှက်တတ်တဲ့အသေးမျိုးဆိုတော့ဒီမှာလဲအဲ့လိုအตาစည်းတွေယူပြီးတော့မှပြိုင်ဘက်ကိုဘာမှလှုပ်မရအောင်ချုပ်ပြီးမှအပိုင်ရိုက်တဲ့သဘောမျိုးပေါ့နော်ကွဲလဲကစားကွက်ပိုင်းမှာလဲတာတယ်ပြီးတော့တူးကြီးအတိုးလှုပ်နေတဲ့ဒိုကူရဲ့ဒီတောင်ပန်းအနေနဲ့တောက်လျှောက်ပီအားပေးသွားတာအဲ့ဒီပီအားပေးမှုကိုလီဗာပူးခံစစ်ကဘယ်လို့မှမခံစားနိုင်ရဲ့အထူးသဖြင့် corner bradley ဒီပွဲမှာပြီးခဲ့တဲ့ချန်ပီယံလိမှာဒီ venezia ကိုတော့လှုပ်မရအောင်ထိန်းနိုင်ခဲ့ပါတယ်ဆိုတော့ bradley က ီပွဲမှာလုံးဝအယုတ်ကျိုးပြက်ပဲဒါဘရက်ဒလီညှဲလို့လို့ကျွန်တော်တော့လုံးဝမမြင်ဘူးဘရက်ဒလီက तू လုံနိုင်တာကို तू အကောင်းဆုံးလုံသွားတာပဲဒါပေမဲ့တဖက်ကစားသမားကိုကတာမန် ordinary ထက်အများကြီးစေစားလို့ပိုကောင်းတဲ့အချိန်မှာဘရက်ဒလီမှမဟုတ်ကြိုက်တဲ့ right back လားအမနေရပွဲမှာဒိုကူဒီပုံစံနဲ့ကဘလို့မထိမ်မလို့မလွယ်ဘူးအဲ့ပြောချင်တာမနေ့ကဒိုကူပြသွားတဲ့ခြေစွမ်းကလုံးဝ walkless ခြေစွမ်းပြီးခဲ့တဲ့ရှားသီးဒီမှာလုံးဝ waste ကြီးအရန်များတယ်အန်ပရိုဒတ်တွေအရန်အားနေခဲ့တဲ့ထူကူ အဓိကတော့ဗျာဒိုကူဘာကွာသွားလဲဆိုရင်မနစ်ကခေါင်းသုံးမကစားဘူးသူ့မှာတဦးချင်းဒီကြော်ဖြတ်နိုင်တဲ့ dribbling skill တွေ pace and power တွေရရှိပြီးသားဝေးရပါပါမီပါလာပြီးသား talent ဖြစ်ပြီးသားဒါပေမဲ့ဒီပြိုင်ပဲ final သက်ဆုံးမှာရောက်ရင်ဘာလုပ်ရမလဲဆိုတော့ timing အချိန်ကိုက်ပေါ့နော်ဆုံးဖြတ်တဲ့ decision making နဲ့အရန်အားနေတယ်ဟုတ်ကဲ့ပေးရမယ့်ကစားအချိန်တွေမှာမလိုဖက်နေဘောလုံးတွေကင်တယ်အလိမ်လှဲ့တွေလှုပ်တယ်အေရီးယားတွေမှာကဲမဲ့အချိန်မှာမကဲဘူးအဲ့ဆုံးမဲ့ချက်တွေမှာအရန်အားနေတဲ့အတွက်ကြောင့် ရသင့်တဲ့အခွင့်အရေးတွေကမရဘဲနဲ့ end product တွေအရန်အားနေ effective မဖြစ်ဘူးအဲ့တော့တဖြည်းဖြည်းနဲ့ပြိုင်ဘက်တွေကဒူဂူဆိုတိတ်မကြောက်တော့လိန်သာလိန်နဲ့ပြသာပြရတဲ့ဘာမှလည်းဖြစ်လာမှာမဟုတ်ပါဘူးဆိုတာမျိုး AC လွှတ်ပေးထားလို့ရအခုကျတော့အဲ့လိုမဟုတ်တော့ဘူးလိန်နဲ့တိုးတယ်ထွက်တယ်နှစ်ယောက်လောက်ကတ်နေကြားနေရအောင်ထွက်တယ်ပြီးကဲရမယ်ဆိုလဲကဲတယ်ပေးရမယ်ဆိုပေးတယ်ဖြတ်ပို့ရမယ်ဆိုလဲပို့တာတယ်ပို့တိကြတာအဲ့တော့ဒီလို effective ဖြစ်တာကြီးကြောင့်ကြောက်ဖို့ကောင်းတယ်တူးချင်းကလည်းထိန်းလို့ရလည်းမနိုင်ဘူး power ကြီးကလည်းအရန်ကောင်းတယ်ပြီးတော့ decision making တွေကလည်း အချိန်နဲ့တဟဇတာဖြစ်အောင် adjust လုပ်သွားနိုင်တယ်ဆိုတော့ဒီလိုတိုးတက်လာမှုအုံနောက်သုံးကစားတက်လာမှုကတတော်အားကောင်းလာဒါဂွာဒီယိုလာနဲ့အများကြီးသက်ဆိုင်ပါလိမ့်မယ်နီးပြကောင်းတယောက်ရှိရင်ကစားသမားတွေဘလို့တိုးတက်လာလဲဆိုတာဒူဘူကအကောင်းဆုံးဥပမာပဲပါကစားမှန်တယ်ကစားမပင်ကိုပါရမီရှိပြီးသားဒါပေမဲ့နီးပြကဒါကိုတဖြည်းဖြည်းကြောက်ရိုက်တပွင့်လို့ပေါ့ဗျာသွေးယူပြီးတော့တကယ်တော့တန်ဖိုးရှိတဲ့ကြောက်ဖြစ်လာအောင်ဂွာဒီယိုလာတဖြည်းဖြည်းသွေးယူလာပြီးဒူဂူကဒီပုံစံအတိုင်းသာဆက်ထိန်သွားမယ်ဆိုတော့ ီယာဒီရဲ့ဒါကြောက်စရာအကောင်းဆုံးပရီးမီးယားလီဂ်ရဲ့တောင်ပိုင်းစားမားလည်းဖြစ်လာမယ်ဒီပွဲကတော့ဒူဂူကြောင့်လီဗာပူးအနေနဲ့အဓိကတော့ပြာဆင်းသွားပြီးတော့ဒုက္ခရောက်သွားတာပဲကွင်းနဲ့ကစားကွက်မရှင်းနိုင်ဘူးအဲ့တော့ခံစစ်ကိုပဲအားပြုကစားနေရတယ်မန်စတီးကိုကောင်တာလေးနဲ့ပဲတည့်ပြီးကစားနေရတယ်ပြီးတော့လီဗာပူးဒီဘက်မှာတည်လာတဲ့ပုံစံကပြီးခဲ့တဲ့ပွဲဘုံပေါက်ကိုသူတို့မန်စတီးနိုင်ယူသွားတဲ့ပွဲတော့တော်တော်လေးအင်စာလုလာကုန်ရတယ်ဘုံပေါက်ကအဲ့ပွဲမှာ high pressing ကိုတောက်လျှောက်သွားခဲ့ပြီးတော့မန်စတီးအဲ့ high pressing ကို direct ball တွေနဲ့ counter တွေနဲ့ quick counter တွေနဲ့ပြန်သွားပြီးဖြည့်ရှင်းပြီးတော့ ဟာလန်တို့အလုပ်လုပ်သွားခဲ့တယ်။အဲ့တော့ဒီပွဲမှာလီဗာပူးကဘောလုံးလုံးဝမကင်ဘူး။မန်စီးတီးကိုဘောလုံးစိတ်ကြိုက်ပေးကင်ရော့မင်းဘောလုံးကင်ငါတို့ AC defense ကိုစေးဆိုင်ယူပြီးစော့မယ်။ဘောလုံးမန်စီးတီးဘောလုံးအပြတ်တွေမှာသူတို့ကောင်တာပြန်သွားမယ်။ဒီလိုတဲလာတာ။ဒါပေမဲ့ခတ်တာကသူတို့ကောင်တာပြန်သွားဖို့မန်စီးတီးဘောလုံးအပြတ်ကိုစောက်မယ်မဲ့မပြတ်တဲ့အပြင်အဲ့မန်စီးတီးရဲ့ဖိအားပေးမှုတွေကိုပဲတောင်းခိုင်းနေသူတို့ကိုယ်တိုင်ပြိုဆဲသွားတာပဲ။အဆိုးဆုံးကတော့ဒီ Bradley ကိုကူဖို့ကြိုးစားနေတဲ့ကိုနာတေးဒီပွဲမှာအရန်ကိုပါပြီးတော့ ကျွန်တော်မြင်ဘူးသမျှပွဲတွေထဲမှာကိုနာတေးရဲ့အညံ့ဆုံးပွဲကိုမနေ့ကမြင်ရတာပဲဆိုတော့စစ်စစ်တွေကသူတို့ဘရက်လေးနဲ့ကိုနာတေးရဲ့အမားနေပယ်နယ်တီတွေပေးရတဲ့ပေးရတဲ့အဖွင့်ကိုဟာလန်ကဂိုးမှလည်းကိုနာတေးရဲ့ဘောလုံးလမ်းကြောင်းတွက်ဆပုံနေချမ်ပဲဒီအမြင့်ခုံတဲ့ချိန်နေချိန်သားမကြိုက်တာပေါ့နော်ပြောချင်တာ तू အရှိမဦးတယ်ဟာလန်ရဲ့ရှေ့ကနေ तू ရက်ထားတယ်ဆိုရင်မဲ့ तू အဲ့လို timing လေးတွေယူဆပုံတွေလွဲသွားတဲ့အတွက်ကြောင့်နောက်ကဟာလန်ချမ်ပင်ကောင်းကောင်းနဲ့ तू ကြော်ပြီးတော့ခေါင်းတိုက်ပြီးတော့ဂိုးသွင်းသွားတယ်ဆိုတော့ဒီပွဲမှာတော့ကိုနာတေးတော်တော်လေးနဲ့ညံ့တယ်ပွဲပြီးမှအားကြောင့်လဲကာရီကာပြောထားတာ ကိုနာလေးဝေဖန်ထားတယ်။ဘာဒီလုံနေပန်းကိုမသိဘူးဆိုပြီးတော့သူတော်နားမလဲပါဘူးဆိုပြီးတော့ဝေဖန်ထားမလုံဘူးပြ။ဒီဘက်မှာကိုနာလေးတော်တော်လေးညံ့တယ်။ဒါလည်းဟာလဲလို့တိုက်စစ်မှုကိုလိုက်ပြီးတော့ထိန်းနေရတဲ့ side effect တွေလည်းပါလိမ့်မယ်။ဒိုကူရဲ့မထင်ထားလောက် explosive ဖြစ်ပြီးတော့ပေါက်ခွဲပြီးတော့ယုံတပွဲလုံးယုံပြီးတစ်ချိန်လုံးထိမ့်မနိုင်သိမ့်မရဖြစ်နေရကြောင်းလေ။အဲ့ဒီ effect တွေကကိုနာလေးတို့ပရတီတို့မှာသွားရိုက်ခတ်တယ်ထင်တယ်။လီဗာပူးအတွက်တော့တော်တော်အယုတ်ကျိုးပြက်ရှုံးခဲ့ရတယ်တော်တော်အထိနာခဲ့တဲ့ပွဲလို့ပဲပြောရအောင်။ ဟုတ်ကဲ့ဒါတော်တော်ပြည့်စုံပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်မန်စီးတီးကိုကြည့်လိုက်မယ်ဆိုတော့ဒါပထမဆုံးကျွန်တော် ဒီ pro appreciate လုပ်ချင်တာကွာလီယူလာပွဲတစ်ထောင်ပြည့်ပေါ့နော်ဟုတ်တယ်နိုင်ဝဲရခဲ့တယ်တကယ့်ကိုပြက်ပြက်တသအသာစီးရပြီးနိုင်ခဲ့တယ်နောက်ပြီးတော့ကျွန်တော်တို့ပြောချင်တာက936ဝဲနိုင်ခဲ့တယ်ပွဲတစ်ထောင်မှာဒီလိုနီးပြမျိုးကတော့ကျွန်တော်တို့ဘာပဲဖြစ်ဖြစ်တကယ့်ကို respect ပါတကယ့်လေးစားစရာကောင်းတဲ့ one of the greatest manager ပဲကျွန်တော်တို့သိကြတာပေါ့အဲ့တော့ဒါကတော့ကျွန်တော်ညင်းလို့မရဘူးပေါ့နော်အဲ့တော့ liverpool ကြောင့်ကျွန်တော်နည်းနည်းလေးတော့ဆက်ပြောမှရမယ်။ဘာကြောင့်လဲဆိုတော့ liverpool က95ခုနှစ်ပြတ်ကလေးတုန်းမှာအဝေးကွန်း71ဝဲရှုံးသွားပြီ။ ရှုံးသွားတဲ့ပွဲတွေကကျွန်တော်ပြိုင်ပွဲဆုံးမှာပေါ့ Spurs PSV Plymouth နောက်ပြီးတော့ Fulham Chelsea ကိုနှစ်ခါ Brighton Crystal Palace Galatasaray Brentford Man City အဲ့တော့အဝေးကွင်းရလက်ကနည်းနည်းဆိုးရွားနေပြီနောက်ပြီးတော့ခန်စစ်ချောင်းကဒီပုံစံအတိုင်းဆိုရင် Liverpool ကတော်တော်ရုန်းကန်ရတော့မယ်ဟုတ်ကဲ့ဒီအထူးဖြင့် Corner Day Van Dijk အတွဲ့ အဆင်မပြေဘူးဆိုရင်ဗန်ဒိုက်နည်းနည်းကြလာပြီပွဲဆက်တွေများလာပြီကျွန်တော်ထပ်ထပ်ပြောခဲ့ပြီးပြီယာတီစနေရကျွန်တော်တို့လီဗာပူးကိုဒုက္ခပေးမှာအဲ့ဒီခန်းစစ်ပဲဗန်ဒိုက်မကောင်းလို့မဟုတ်ဗန်ဒိုက်ကတကယ် worthless ကိုနာတေးကကျွန်တော်ကအစနေရလုံးဝအထင်မကြီးတဲ့ကစားသမားကျွန်တော်ခေါင်းထဲမှာမရှိကျွန်တော်ကိုနာတေးကို level တစ်ခုပေါ့နော်လီဗာပူး level လို့ကျွန်တော်မမြင်ဘူးပေါ့အရင်တော့ကကာရီကာတို့လိုလူပဲတိတ်မကွာဘူးပေါ့နော်ကာရီတာတို့ run နဲ့တူတူလောက်ပဲအဲ့တော့အဲ့လိုမျိုးဟိုကျွန်တော်ပြောချင်တာ hippy တို့အဲ့အဲ့ level မဟုတ်ဘူးညာစိတ်ချတဲ့ level မဟုတ်ဘူးအဲ့တော့ ဒီလီဗာပူးဒီပုံစံနဲ့ဆိုရင်ကျွန်တော်တို့ဘယ်လိုလုပ်ရမလဲပေါ့ဘယ်လိုလုပ်ရမလဲချန်ပီယံပြေးလန်းကိုဆက်သွားနိုင်ပါမလားချန်ပီယံတော့မလွယ်တော့ဘူးဗျဒီကွဲပြီးမှဒါရန်ကင်းတို့လည်းပြောထားကြတယ်ဆက်တကွဲမှာ9ဝဲလောက်ရှုံသွားပြီဆိုတဲ့အတွက်မနေ့ကတရားစီလုံးမှာ၄ဝဲပဲရှုံနေတဲ့အတွက်အစောကြီးတော့ရှိသေးတယ်ကျွန်တော်နောက်ကျက်28ပွဲကျန်သေးတယ်ဆိုရင်မဲ့ဒီအချိန်တွေမှာတော့ချန်ပီယံဖြစ်ဖို့ကအရန်ဝေးသွားပြီလို့ပြောလို့ရတယ်9ပွဲတော့ရှုံသွားပြီဒါထိတ်ဆုံးကအာဆန်နယ်နဲ့10မှတ်လောက်ကအမှတ်ကွာဟာချက်ကြောင့်မဟုတ်ဘူး လက်ရှိဖြစ်ပျက်နေရတဲ့အရန်များလောင်းကြီးလို့သူတို့လိုက်ပြီးတော့ဖြည့်ရှင်းရမယ့်ပုံစံတွေအရန်များအခုကိုနာနာပြောလို့ဒီခံစစ်ကပဲဒီ ranking တို့လည်းပွဲပြီးမှပြောပါတယ်အားလုံးကလီဗာပူးရဲ့တိုက်စစ်အဆင်မပြေတဲ့ပြဿနာတွေကစားမသစ်တွေနဲ့တိုင်နေပတ်နေတာတွေဆာလာလို့ကြာလာတာပြောဒါတွေလည်းအမှန်တရားအရှိတရားတွေကိုဒါတွေလည်းထောက်ပြဖို့လို့ဒါပေမဲ့တစ်ဖက်မှာလီဗာပူးခံစစ်တအားကိုယော့နေတာကိုကျွန်တော်မေ့လို့မေ့ရဘူးဒီမှာဆိုရင်အခုဒါပေးကိုက18ကိုဖြစ်သွားပြီဒီရာသီမှာတော်တော်ကြောက်ဖို့ကောင်းတယ်17ပွဲမှာ18ကိုဆိုရယ်ပေးကိုနှုံးကြီးရ အဲ့ဒီဟာပဲလီဗာပူးကိုချန်ပီယံဆုနဲ့အဝေးကိုပြန်ဆွဲချသွားနေတာဒီပွဲမှာလည်းခုနကခုနကပြောသလိုပေါ့ကွန်နာတေးတို့ကစားသွားတဲ့ခြေစွမ်းကတာမန်အဆင့်ခြေစွမ်းမျိုးဘလုံးမမလုံတော့ဘူးတော့ဒီလိုအီလိုက်အသိန်းကြီးမှာကစားရမယ့်ခြေစွမ်းမျိုးနဲ့သူမနစ်ကတော့အဲ့လားမျိုးကိုပြသနိုင်ခဲ့တယ်ဗန်ဒိုက်နဲ့အကောင်းဆုံးအတွဲညီပြီးတော့အမှားရအနေဆုံးဖြစ်အောင်ကစားနိုင်မယ်ဒီယာဒီမှာအဲ့လိုတည်ငြိမ်တဲ့ခြေစွမ်းမမြင်ခဲ့ရပြီးတော့နောက်တစ်ချက်ကဒီယာဒီခေါ်ထားတဲ့ frame ball တို့ကာကက်စ်တို့အဲ့လိုအလုံးမဖြစ်သွားတာတွေရတယ်ကျွန်တော်ပြောကိုပြောရမယ်ဒါဒီယာဒီ Liverpool ရဲ့ transfer policy တွေက လက်ရှိရာသီဘက်မှာတော့ဒုတိယရာသီဘက်မှာဘာတွေဖြစ်လာမလဲအဲ့ဒီခေါ်ထားတဲ့မျက်နှာတဲ့ကစားသမားတွေအားလုံးအံဝင်ပြီးတော့အလုပ်ဖြစ်ပြီးတော့အသင်းကိုအကျိုးပြုလာတာလည်းလည်းဖြစ်သွားနိုင်တယ်ဒါပေမဲ့ပထမရာသီဘက်မှာတော့ကစားမသက်တွေကအသင်းကိုထင်သလောက်သူတို့မျောလင့်ထားသလောက်အကျိုးမပြုနိုင်ခဲ့ဘူးတန်း400ကျော်တုံးထားတယ်အထူးသဖြင့်တန်း400နီးပါးလောက်450လောက်တုံးထားပြီးတော့တိုက်စစ်မှာတန်း200လောက်တုံးထားတယ်ဘူဒီခံစစ်အစွန်နှစ်ဖက်အတွက်နှစ်ယောက်ကိုတုံးထားတယ်ဟုတ်ကဲ့အဲ့နှစ်ယောက်လောက်ဘာမှအဲ့လောက်အားမကိုရအချိန်မှာ ။နောက်ခုရှိရင်းစဲဘရက်ဒီတို့ရောဘက်ဆန်တို့ပေါ်ပြန်ပြီးတော့မိခိုးပြီးတော့အားကိုးလာရတဲ့အဲ့တော့လီဗာပူးကဒုံရင်ကဒုံရင်ပဲဖြစ်နေဘာမှ improvement ကိုကျွန်တော်မမြင်ရဘူးအဲ့ Robertson ဆိုတော့အကြကြောင့်ဒီနေ့ကအစားထုတ်ဖို့ကြိုးစားရမယ်ကာကက်စကအခုချိန်ထိ Robertson ကိုထက်ပိုကောင်းတဲ့ခြေစွမ်းမမြင်ရသေးဘူး Bradley ကလည်းတချို့ပွဲတွေမှာကောင်းတယ်တချို့ပွဲတွေမှာပုံမှန်ပဲဆိုတာမျိုးမြင်နေရဆိုတော့ဒါရီကပြဿနာပဲပေါ့နော်လီဗာပူးကခံစစ်တန်းလုံးပြဿနာရှိနေဒီပွဲမှာ Goal မှာမမလာရှိပလီဒါ penalty ကာဝယ်သွားနိုင်တာတော့မှတော်တော်လေးလက်ဆန်းကောင်းခဲ့လို့ပြောလို့ရတယ်အဲ့တော့လီဗာပူးဘက်ကနေကြည့်မယ်ဆိုရင်တော့တော်တော်လေးကို ဒါလီဗာပူးမှာဖြည့်ရှင်းစရာပုံစံတွေအများကြီးပဲခံစစ်ပြဿနာတွေလည်းရှိတယ်။နီးပြရဲ့ပြဿနာတွေလည်းရှိတယ်။ပြီးတော့နောက်ဆုံးဒီပွဲမှာကဗီလာတို့ရီယယ်တို့ကိုနိုင်ခဲ့တဲ့လူစင်းအတိုင်းပဲအဲ့ဒီပုံစံမျိုးနဲ့ပဲအာနီစတော့ပွဲထွက်လာတာ။ပြီးခဲ့တဲ့ဘက်ကဗီလာကိုကစားတော့ကတောင်းပန်မှာခက်ပိုးသုံးတယ်။ဂျန်နဲ့ဆယ်ယောက်ကဒီလူပဲဘယ်တောင်းပန်မှာခက်ပိုးဖြစ်တယ်။ပြီးတော့နောက်နေရတော့ချပြီးတော့ချန်ပီယံလိမှာရီယယ်မက်ဒရစ်ကိုနိုင်တဲ့ပွဲမှာကျတော့ဘဲတောင်မန်မှာဂက်ပွဲရဲ့နေရာမှာဖလော်ရန်ဗက်စ်ကိုတုံးတယ်ဂျန်နာ၁၀ယောက်ကဒီလူပဲအခုတင်းငွေနေနေနေရမှာ မန်စီးတီးနဲ့ကစားတဲ့ပွဲမှာလည်းအရီယယ်မက်ထရစ်နဲ့ချန်ပီယံလိပွဲမှာကစားခဲ့တဲ့လူစင်းတိုင်းနဲ့ပဲပြန်ပွဲထွက်လာဆိုတော့အရန်ပွဲပန်းနေတယ်ဒီသုံးပွဲတပတ်ရှဲလောက်တည်းမှာသုံးပွဲလောက်ကစားခဲ့ရတဲ့ကစားသမားတွေကမန်စီးတီးရဲ့ပေါက်ကွဲရမန်စီးတီးရဲ့အရှိန်ဂေးရဲ့ရက်တန်ကိုလိုက်ဖို့တကယ်တမ်းတန်ဖို့တင်ရမယ်နင်နာငါလားဟဲ့ပျော်တင်ကစားမယ့်ချိန်မှာမန်စီးလီဗာပူးကစားသမားတွေ energy အဲ့လောက်မရှိတော့ဘူးပောက်ခွေးရမရှိတော့အဲ့ဒါလည်းဖြည့်ရှင်းရမယ့်ပုံစံပါတော့ ဒီမနှစ်ကကစားမားတွေအာနီဆိုတော့ပြန်အားကိုးပြီးတော့ရက်လက်ကောင်းလာတာမှတ်ပေမဲ့ပွဲတိုင်းမှာဒီကစားမားတွေကြီးပဲတုံးနေရင်တော့အဆင်မပြေဘူးဆိုတာလည်းတွားပြီးတော့တစ်ဖက်မှာလည်းတွားတွေ့ရပါဟုတ်ကဲ့အဲ့တော့ကိုချီချီကြီးွားတဲ့ overdar CV ကတော့ penalty တွေမှာနောက်ဆုံး73ချိန်လောက်မှာ6ချိန်လောက်ကာကွယ်ထားနိုင်ခဲ့တော့တကယ် penalty saver ပဲသူကတော့ penalty နဲ့ပတ်သက်ရင်တော့မဆိုးဘူးเนาะမမတာ CV ကောင်းလာပါတယ်ကျွန်တော်အစပွဲတွေမှာတော်တော်မှားခဲ့လောက်နောက်ပွဲတွေမှာတော့အကောင်းဆုံးတော့ဟိုလက်ဆွမ်းပြနိုင်ခဲ့တဲ့ chance ပို့ ိုပြီးတော့တွေ့လာရတယ်ပေါ့နော်။ဒါပေမဲ့လည်း Man City ရဲ့လက်ရှိရတန်းလို့မရတဲ့အခြေအနေကျွန်တော်တွေ့ခဲ့ကျွန်တော် Liverpool ကိုကျွန်တော်တော့တော်တော်စိတ်ပူလာပြီ။ဘာကြောင့် Liverpool ရဲ့အာဘယ်လိုပြောမလဲတဟစာသာဖြစ်မှုပေါ့။ Balancing ပြိုကွဲသွားတာပေါ့နော်။ဟုတ်တယ်။တကယ်တော့ Liverpool မနစ်ကအောင်မြင်ခဲ့ရဆိုတာတကယ် Balance ဖြစ်လုံးလုံးဒီအသင်းဟန်ချက်ညီလုံးလုံးကိုအောင်မြင်ခဲ့တာ။အခုကအသင်းရဲ့ balance ကလုံးဝလုံးဝပျက်စီးသွားပြီအဲ့တော့ဒါကိုပြန်လဲတိဆောက်ဖို့ကတော်တော်အချိန်ယူရလိမ့်မယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒီအချိန်မှာကျွန်တော်တို့ဒီ DS တို့ဘာလို့ ဘယ်လိုပြောလွမ်းเสียဖြစ်နေတာပေါ့နော်ဒါပေါ့ဘာဖြစ်လို့ဆိုတော့ Bayern Munich မှာအရန်ခြေသွမ်းပြရနေလက်ရှိ Florian Fast ကိုခေါ်တာဘလို့မှအဆင်မပြေဘူးဆိုတာမျိုးတွေမြင်လာပြီကျွန်တော်တို့ဒါ Liverpool ရဲ့ပြောင်းရွှေ့ policy မှားခဲ့တဲ့ကိစ္စကတရားဒီလုံးကိုရိုက်ခတ်သွားတယ်ပေါ့နော်အဲ့တော့ဒါကိုပဲကျွန်တော်တို့အပြစ်ပြောရမှာပဲ slot ကိုအဓိကအပြစ်ပြောဖို့ဆိုတာတည်းအပြောင်းရွှေ့မှာကစားသမားတွေဝင်လာတဲ့ကစားသမားတွေကကျွန်တော်တို့ရှေ့ရထွက်သွားတဲ့ကစားသမားတွေကိုမှီဖို့နေနေတာဟိုပုံမှန်လေးတောင်ဝင်မထမ်းနိုင်ဘူးဖြစ်နေရပေါ့နော်ခြေစွမ်းအောင် ဟိုသူတို့အရင်ကလပ်တွေမှာကောင်းခဲ့တဲ့ခြေစားမျိုးမပြနိုင်ဘူး။နောက် isset ကိုဘာလို့မသုံးလဲဆိုတော့ကျွန်တော်အရင်စဉ်းစားတယ်။ဘာကြောင့်လဲဆိုတော့ဟိုထားလိုက်ပါတော့ ikidiki သုံးတယ်။ Okay အဆင်မပြေတော့ဘူး။ isset ထည့်ရမယ်။ဘာကြောင့်ဝယ်ထားလဲ။တရားတန်း130ပေးပြီးတော့အဲ့တော့အဲ့လိုမျိုးတွေပေါ့နော်။တချို့ဟာကြာနည်းနည်းတော့မင်းကုန်းထုတ်ဆရာမျိုးရှိခဲ့ပေါ့နော်။အဲ့တော့ Arnis Law ရဲ့အနာဂတ်ကရောဘယ်လိုမြင်လဲကိုချင်းဒီချိန်မှာတော့ Anis Law out ဆိုတဲ့အတန်လေးကကျွန်တော်ဒါရှုံးွဲတစ်ပွဲစားနှစ်ပွဲစားရှုံးနေရကြားလာတဲ့အတန်လေးပေါ့လေအခုကတော့တော်တော်လေးညံလာလိမ့်မယ်ထင်တယ်။ဘာလို့ဆိုတော့ ခုပရီးမီယာလိနောက်ဆုံး6ပွဲမှာ9ပွဲတောင်ရှုံးသွားခဲ့ပြီပြိုင်ပွဲဆိုနောက်ဆုံး10ပွဲမှာ9ပွဲကတော်တော်များတယ်ဗျဒါပေမဲ့လည်းကျွန်တော်တယောက်တည်းအမြင်ရပြောမယ်ဆိုကျွန်တော်နီးပြရီပေါ်မှာတော်တော်လေးစိတ်ရှည်စီခြင်းနဲ့သူတွေမှာပါတယ်ဗျကျွန်တော်ကတကယ် old school တိုက်ထဲမှာပါတယ်ကျွန်တော်တို့ဘောလုံးပွဲတွေစကြည့်တဲ့အချိန်မှာအာဆေဝင်ကတော့ဖာဂူဆန်တို့လည်းဒီလိုဆွဲမြဲစွာအသင်းသင်းနဲ့နီးပြတယောက်ကိုမြင်ခဲ့ရလို့လားမပြောတတ်ဘူးဒါကြောင့်လားကျွန်တော်တို့စိတ်ရင်းခံမှာနီးပြတယောက်ကိုအဲ့လိုလွယ်လွယ်နဲ့တပွဲကောင်းရုံနဲ့အရန်ချီချူနောက်တပွဲကျရက်လက်ဆိုးတာနဲ့နီးပြတဲ့ တိုက်ရိုက်တာဝန်ခံခိုင်းဆိုတော့မှန်ပါတယ်ဘောလုံးပွဲတွေအနိုင်ရှုံးနေတာကျွန်တော်အများနဲ့ဖြစ်နေမှာပဲအဲ့တော့မနစ်ကမှကျွန်တော်မမေ့တင်တာကလီဗာပူးကို၄၀ချန်ပီယံဆုနဲ့ဝေးနေလီဗာပူးကိုဖလားယူပေးထားတဲ့နီးပြဆိုတော့အာနီစလော့ကျွန်တော်တစ်ချက်မမေ့တင်ဘူးဒီအားဒီအပြန်တိဆောက်နေတယ်မှန်တယ်လီဗာပူးရဲ့ခုနကျွန်တော်ပြောလို့အဖက်ဖက်တော့ယူရင်းမှုလေးတွေရှိလာတယ်တိဆောက်တာတချို့ဟာတွေထင်ထားတော့အဆင် smooth မဖြစ်ဘူးအဆင်မပြေသေးဘူးဒါပေမဲ့အချိန်တစ်ခုပေးရလိမ့်မယ်ဗျဘယ်အရာကိုမှကျွန်တော်တို့ကအခုရေရင်းတူအခုရေကြီးတောက်ချင်တာကျွန်တော်တို့ဒီဘက်နောက်ပိုင်းခက် က အရန်တောင်းဆိုမှုတွေမြန်လာပြီ internet ခက်ကျွန်တော်တို့ကနောက်ဆုံးဘာမဆိုအလွယ်လွယ်ကူကူချက်ချင်းကိုကလစ်တစ်ခုနှိပ်လိုက်ရုံနဲ့အရာလုံးကိုဖြည့်ရှင်းလို့ရနေဆိုတဲ့အခြေအနေမျိုးမှာတိတ်ချာကြီးမစောင့်ညင်ကြတော့ဒါကတော့ကျွန်တော်ပါဝင်တာလူသားအလုံးရဲ့ပြောင်းလဲမှုပေါ့နော်ဒါပေမဲ့ဘောလုံးမှာတချို့ဟာတွေအဲ့လိုလုံးလို့မရဘူးစိတ်ခံစားမှုဦးစားပေးလို့မရအောင်အဲ့တော့စင်စက်မပြတ်တီးဆောက်မှုလေးရပဲရေရှည်မှာအောင်မြင်မှုကိုသွားနိုင်တယ်ဆိုတော့အာနီစလော့ဒီချိန်မှာစိတ်ရှည်ပေးဖို့လိုလိမ့်မယ်လီဗာပူးအနေနဲ့လက်ရှိရလဒ်တွေကဘလို့မှလက်ရှိချန်ပီယံအသင်းအသင်းအနေနဲ့သူရဲ့စုဖွဲ့မှုအနေနဲ့လက်ခံနိုင်စရာမဟုတ်ဘူးကျွန်တော်နားလိုက်တယ်မှန်တယ်ဒါပေမဲ့ ဒါတွေကဖြစ်နေဦးမှာပဲကြုံနေဦးမှာပဲခုနကခုနပြောလို့ balance out သွားတဲ့တဲ့တဲ့ရဲ့ဒါမှမလွဲမသွေကြုံရမယ့်ဘောလုံး log run တရားတစ်ခုပဲပေါ့နော်အော်လီဗာဘူးနေနဲ့ဒီ balance တစ်ခုကိုပြန်ရှာမတွေ့မချင်းတော့တည်ငြိမ်မှုတစ်ခုကတော့အဲ့လိုပဲနိုင်လိုက်ရှုံးလိုက်ခြေစွမ်းက out of form ဖြစ်သွားလိုက်ဆိုတဲ့ပုံစံမျိုးကိုမြင်ရလိမ့်မယ်ပြီးတော့ကံမကောင်းခဲ့တဲ့ခိုက်တက်လေဘလုံးဝဲတစ်ဝဲ margin လေးတွေကလည်းတေးသေးလေးတွေပါတကယ်တမ်းပြောမယ်ဆိုဗန်ဒိုက်ရဲ့38မိနစ် corner ကနေခေါင်းတိုက်သွင်းတဲ့ goal ဒါရခဲ့မယ်ဆိုရင်လည်းအလှည့်ပြောင်းတစ်ခုဖြစ်သွားနိုင်တယ်အဲ့ဒီ goal ရလို့လေဘာလို့မရှုံးလို့ပြောချင်တာမဟုတ်ဘူးနော် Messi ဒီဘွဲမှာပြနေတဲ့ ခိုင်မာမှုကစားပုံ play style ဒိုကူရဲ့ပောက်ကွဲရတဲ့ကြောင့်ဒီဘက်မှာမက်ဆီနိုင်သွားတာလုံးဝငြင်းပွားစရာမရှိဘူးအဲ့ကိုပေးလိုက်ရလဲမက်ဆီကပြန်နောက်ထပ်ကိုရီသွင်းပြီးနိုင်ကောင်းလဲနိုင်တော့ဒါပေမဲ့ဒီလောက်ထိရုပ်ပြည့်စင်းမြတ်ဖြစ်မှာမဟုတ်ဘူးပြန်ပြီးတော့ပွဲတဲမှာလီဗာပူးအနေနဲ့ယုံကြည်မှုတွေနဲ့ပြန်ပြီးတိဆောက်လို့ရသွားမှာအဲ့ဒီအလှည့်ပြောင်းလေးတွေအဲ့ကိုမပေးလိုက်ရတာမှာလဲရောဘတ်ဆန်ကိုသွားရရှိမှာမြင်ကွင်းပိတ်နေပုံစံမျိုးဖြစ်တယ်ဆိုတော့ရူရီကတော့ဒါပယ်ဖြတ်သွားကံမကောင်းခဲ့တာပေါ့လေပြီးတော့2-0ဆိုတဲ့အခြေအနေမျိုးကနေပြီးတော့ဒီတိုင်းမှာအပြောင်းလဲလုပ်တယ်တိုက်စစ်ကတက်လာတယ် နီကိုကွန်ဆလိုက်ဖြတ်ထုတ်မှုကပုံကိုသွင်းမိမလို့နည်းနည်းလေးပဲလိုတယ်ပြီးတော့ဂက်ပိုဂိုးသမားဟန်ချက်ပြတ်နေတဲ့ဂိုးပေါက်ကိုပြေးပိတ်တယ်ဂိုးသွားခဲ့တူဝမ်အလှည့်ပြောင်းတစ်ခုလေးတွေကရောက်လာမှာဒါပေမဲ့အဲ့ဒါမှဖြစ်သွားပဲနဲ့သိမကြောက်ဒူကူရဲ့တကယ်အစင်းနှမြင့်နဲ့တတရကိုပြေးလိုက်တော့ပွဲကပြီးသွားပြီဆိုတော့အဲ့လိုပေါ့နော်ကိုယ်ဖြစ်ချင်ရင်လေအသိရလဲခြေစွဲရလဲစိုးနေတယ်ကံကြမ္မာလဲကိုယ့်ဘက်မှာမရှိဘူးဆိုတဲ့နေမျိုးတွေမှာတွားကြုံရတဲ့ခါမှာဒီအချိန်မှာတော့အားလုံးရဲ့ဝေဖန်မှုတွေအောက်မှာတော့အာနီဆွန်နဲ့လီဗာပူးတို့ဒီ international break တစ်ခုလုံးတော့ကြော်ဖြတ်ရတော့မှာတက်ပါလေ ဟုတ်ကဲ့ပါကျွန်တော်ကတော့ကောင်းတဲ့အချက်လေးတော့ထည့်ပြောခြင်းလဲဟုတ်မနေ့ကဆိုပရီးမီးယားလိအာယုံဆိုင်လိုက်တော့လီဗာပူးကချန်ပီယံလိဂ်တို့အဲတခြားဟာတွေမှာနည်းနည်းလေးယိုင်သွားတာလေးရှိရဖလားလမ်းကြောင့်အခုတော့သူတို့ချန်ဒီပရီးမီးယားလိဂ်ကလက်ရှိချန်ပီယံဆိုတော့ဒီနှစ်မရလို့လေလီဗာပူးကအရင်ကြီးတော့အပြစ်မပြောကြတော့ဘူးထင်တာပဲပြောချင်တာဗျာမှန်တာပေါ့ချန်ပီယံလိဂ်ဝင်ခွင့်ရရင်တော့ဒါတာဝန်ကြီးအဲ့တော့ချန်ပီယံလိဂ်လိုနေရာမျိုးမှာကျွန်တော်တို့ပို့ပြီးတော့အာယုံဆိုင်လို့ရတယ် focus ထားလို့ရတယ်ဒါအာနစ်လော့အနေနဲ့ဒီအပိုင်းမှာဘယ်လောက်လိဆွဲတင်သွားနိုင်လဲကျွန်တော်အရင်စိတ်ဝင်စားတယ်ဘာချန်ပီယံလိဂ်မှာကြာတော့ လစ်ပါပူးကတပွဲချင်းသွားမှာနော်တပွဲချင်းသွားပြီးတော့ရီယယ်မက်ဒရစ်ကိုကလေးလိုကန်သွားတာဟုတ်တယ်ဟိုကျွန်တော်ဒါကိုယ်ကိုလင်းပြောတာတော့မှန်တယ်မှန်တယ်မိထားလို့ရီယယ်မက်ဒရစ်လိုအသင်းတော့လက်ရှိဖောင်ကောင်းနေပါတယ်ဆိုရီယယ်မက်ဒရစ်ရဲ့ပွဲတွေသွားကြည့်ရင်ဖောင်အောင်နေရမှာမဟုတ်လုံးဝကောင်းနေပါတယ်ဆိုရီယယ်မက်ဒရစ်ကိုတအိုးတထိုင်းရတယ်နော်ကော့ကော့ထရိုက်အရန်ကောင်းလုံးလုံးသာ6ဂိုးလောက်မပြတ်ခဲ့တာကျွန်တော်ပြောချင်တာမဟုတ်ဟိုရီယယ်ကိုစော်ကားတာမဟုတ်ကျွန်တော်ပြောတာလစ်ပါပူးဘလောက်ကောင်းလဲဆိုတာကိုပြောတာအဲ့တော့အဲ့လိုပွဲမျိုးကြည့်ထားပြီးပြီဆိုတော့ကျွန်တော်ကတော့ဒီရာသီမှာလစ်ပါပူးကိုကျွန်တော်ချန်ပီယံလိမှာသွားပြီးတော့ လောက်ပေါက်ကွဲလာမလဲဗောနော်ဒီလက်ရှိဖြစ်နေတဲ့ဟာတွေကိုသူတို့ရဲ့ဖွင့်ချရာပေါက်ကွဲထွက်ရာနေရာချန်ပီယံလိမ်းဖြစ်လာမလားလို့ကျွန်တော်ကတော့မျှော်လင့်ကြည့်နေသေးတယ်မှန်ပါတယ်ကျွန်တော်လည်းတကယ်စိတ်ဝင်စားပါတယ်အဲ့ဒါတော့အဲ့တော့ကျွန်တော်တို့ဒါပြောတာလည်းတော့ဆုံးသွားပြီဆိုတော့ဟုတ်ကဲ့နည်းနည်းလေးများပါပြီအဲ့တော့နောက်ပွဲကြီးကြမှာကျွန်တော်နောက်တစ်ပတ်ဒီဒါ international break ပြီးရဲ့ချိန်ကြမှာဒါညီကိုင်းနဲ့ကျွန်တော်တို့ဒီဂျားထဲမှာလည်းကျွန်တော်အစီအစဉ်နဲ့ပြန်လာကြတာပေါ့ဟုတ်ကဲ့ပါ โอเคပါဒါကျွန်တော်တို့ The Sports Corner ရဲ့ပွဲပြီးသုံးသပ်ချက်အစီအစဉ်ဖြစ်ပါတယ်ကျွန်တော်ပြောရလေးနည်းနည်းများတော့ပါတယ်ဒါအဆုံးထိတည်ခံပြီးကြည်ပေးခဲ့ညီကိုမောင်မောင်များအားလုံးကိုကျွန်တော်တို့ Sports Corner အဖွဲ့သားများအားလုံးကကျေးဇူးအထူးတင်ရှိကြောင်းပြောကြားနေတယ်ပဲဒီမှာပဲညီကိုချိုးလိုက်ရပါတယ်ခင်ဗျာ